ဒီကြောင်းရလေးကိုရေးဖို့အတွက်ကျွန်တော်အများကြီးပဲစဉ်းစားခဲ့ရတယ်။တကယ်ကိုဖြစ်သွားတာဆိုပေမဲ့လည်းကဲကဲရှင်တွေကတက်ရှိထင်ရှားရှိနေတုံးလေးမလို့ခွင့်တောင်းမှုကလည်းကျွန်တော်ကအဝေးမှာဆိုတော့တွေ့ဖို့မလွယ်ဘူးလေဗျာ။အဲဒီတော့လူနာမည်တွေမြို့နာမည်တွေထဲမှာပြောထားတာကိုတော့ကျွန်တော်နားလည်ပေးဖို့အတွက်တောင်းပန်ပါတယ်ဗျာ။စိတ်ကူးရမဟုတ်တဲ့ဖြစ်ရမှန်လေးပါ။ တန်တူကြောင်းဝဲဆိုသလိုပဲအခုပြည့်ရမှန်ဇလန်လေးနဲ့ဆင်စင်တူနေတဲ့ဇလန်လေးလည်းရှေ့ကောင်းရှိနိုင်ပါလိမ့်မယ်။ဒါပေမဲ့ကျွန်တော်တို့ရက်ွက်လေးတွင်မှဖြစ်ပျက်ခဲ့တဲ့တကယ်ဖြစ်ပျက်လေးဖြစ်နေရကြောင်းမလို့ရေးဖို့ဆုံးဖြတ်ပြီးတော့အခုလိုတင်ပြခဲ့ရတာဖြစ်ပါတယ်။အချိန်ကတော့90ပြည့်နှစ်လွန်ကာလများရဲ့ပူပြင်းတဲ့နေ့တစ်နေ့မှဖြစ်ပါတယ်။ဒေတာကတော့မြေလက်ဒေတာမှရှိတဲ့လမ်းစုံမြို့လေးရဲ့မထင်မရှားရက်ွက်လေးတစ်ခုထဲမှဖြစ်ခဲ့ခြင်းဖြစ်ပါတယ်။ဇလန်လေးရဲ့အဆကတော့ဒီလိုပါ။ကိုချီပြောအနေနဲ့ပါလဲကွာ။ ကျုပ်တို့အိမ်တော်ကြာလဲကြာပြီတော့ပြီးတော့အမေတို့နဲ့ပဲနေနေရတာအားနာလာပြီအိမ်ခွဲပြီးနေကြရအောင်လားတော့ဟေးလေငါအစတည်းကမင်းကိုပြောသားပဲကွာမင်းမပတ်ဆက်စုအောင်မဲ့ဘာညာဆိုပြီးတော့အချိန်ဆွဲနေပြီးတော့ဘာလဲအခုကမြေရောအိမ်ရောအစင်းသင်းဆောက်ပြီးသားရောင်းမှတွေ့ထားလို့လားအေးတော့ဈေးကလည်းမစိုးဘူးတော့ဝင်းတရံလေးတော့မကားရသေးဘူးတော်တိရေမို့လားနေဗန်လမ်းမှာလေဟမ် အဲ့ဒါဆိုလို့ရှိရင်တင်ကြံကုန်းသွားတဲ့လမ်းကြီးမှာပေါ့ဟုတ်တယ်လေတော်ကလည်းဘာဖြစ်လို့လဲအမေတို့နဲ့တလမ်းမဲ့ချတဲ့ဥစ္စာလေးကိုဈေးကလည်းတက်တာတဲ့ဥစ္စာကြီးကိုဘာမှတော့မဖြစ်ပါဘူးကွာမင်းကကိုဝင်ရှိကစားဆိုတော့လမ်းမှာဆိုလို့ပါဟိုတော့ဘာပဲဖြစ်ဖြစ်အချိုချောင်ရတော့လေဆွဲထားပါတော့နော်အေးပါဟာနင်းစိတ်ချမ်းသာရင်လည်းပြီးတာပါပဲ နောက်နေ့ကိုရောက်တဲ့အခါမှာတော့လင်မယားနှစ်ယောက်စလုံးမြင်းနေရာကိုတွားကြည့်ပြခဲ့ကြပါတယ်။ချန်စီယိုပြက်နေရာမှာလည်းကန်နာဒါစူးပင်တွေအစီတန်းလိုက်ပေါက်နေပါတယ်။တုတ်တန်တွေကလည်းဂိုက်တထောင်ကျော်လောက်ကွာဝေးလာပါတယ်။တုတ်တန်ကတော့မြို့ရဲ့အချောက်လန့်ကျန်တဲ့နေရာတွေကနာမည်ကြီးတဲ့နေရာတစ်ခုပင်ဖြစ်ပါတယ်။အဲဒီတုတ်တန်ကမယုံကြည်သူတွေစိန်ခေါ်ပြီးတော့စမ်းတဲ့အခါအသက်ပင်သေသွားတဲ့အထိကျန်းတန်းလာတာကြောင့်မလို့အဲဒီတုတ်တန်ကိုတွားမစမ်းတဲ့ပွဲကျန်းသွားမယ်လို့ပဲနာမည်ပေးထားကြပါတယ်။အောက်လန်းစရာတွေအစီရင်နေလို့ရတုတ်တန်ကလည်းပြီးကျင့်တဲ့အခါမှာလည်း နောက်ဆုံးထားပြီးမှအစီရဲ့အမြင့်ဆုံးကိုလုပ်ရန်လာရတဲ့နေရာဖြစ်ပြီးတော့များသောအားဖြင့်တော့အောင်မြင်တယ်ဆိုတာလည်းမရှိကြပါဘူးမရှင်နိုင်လို့အသက်ဆုံးရှုံးသွားကြသူများသာများပါတယ်ဒါပေမဲ့လည်းသူ့ဟာသူဆိုရင်တော့ဘာမှအချောက်လက်မရှိတဲ့လောက်ကိုနှဲပါပါတယ်ထားလိုက်ပါတော့ဇလန်းဆက်ကြရအောင်လင်မယားနှစ်ယောက်လည်းအဲ့ဒီအိမ်လေးကိုသဘောကျပြီးတော့အယောင်းဝယ်လို့လို့ပြီးသွားတော့၃ရက်မြောက်လောက်မှာတော့အိမ်ပြောင်းလာခဲ့ကြပါတယ်အိမ်ကိုတော့ပြုပြင်တယ်ပြုပြင်ပြီးတော့တန်ရှင်းရေးလုပ်ခါနေခဲ့ကြပါတယ် ခြံစည်းရိုးကိုတော့စူးပင်နဲ့အတန်းလိုက်ပေါက်နေတာကြောင့်အထူးတလည်းမကရန်တော့ပါဘူး။နောက်ရက်မှာတော့ကိုချစ်ရဲ့အလုပ်ရှင်ကကိုချစ်ကိုလုပ်ကိစ္စနဲ့လာခေါ်ပါတယ်။ကိုချစ်ကိုချစ်ဟာအစရိပါလား။ဘာကိစ္စရှိလို့လဲဗျ။ အေးမင်းနဲ့ငါမိုင်းရှူးသွားရမှာကြောက်တွင်းကိစ္စလေးမမေ့နေလားမမေ့ပါဘူးအာစတိရဲ့မိမလည်းကိုကိုငါးလကြော်ပြီဆိုတော့အိမ်ပြောင်းနံနဲ့ဘာနဲ့ကျွန်တော်တယောက်တည်းလုံနေရလို့ပါအေးပါကွာဒါနဲ့မင်းအိမ်တက်ကိုလုံပြီလားမလုံရသေးပါဘူးအာစတိရဲ့အခုကမီးပွားစေးရဲ့အိမ်လေးဝယ်ထားတာရဲ့ဆိုတော့ပတ်စံအပိုသိပ်မရှိဘူးဗျဒီတစ်ခါမိုင်းရှူးအပ်ပြန်မှာပဲလုံတော့မယ်ဗျအရင်အရင်နဲ့လည်းလုံထားမှာပါဗျနေရာအစ်စ်မှမဟုတ်တဲ့ဥစ္စာကြီးအရင်မကြည့်လောက်ပါအေးအေးကွာအဲ့ဒါဆိုလို့ရှိရင်နောက်တစ်ပတ်ကငါတို့မိုင်းရှူးကိုသွားကြမယ်နော်လိုအပ်တာလေးပဲပြင်ဆင်ထားလိုက် ဟုတ်ကဲ့ပါစီတထေးပြန်သွားပြီးတဲ့နောက်မှာတော့မန်နီကကိုချင်တော်ဒီတစ်ခေါက်လည်းကြာမှာလားအေးလေမိမရဲ့ထုံးစံအတိုင်း၄၅လပေါ့ ဒါဆိုတော့မိဘချင်းတော့မိပါမလားမိပါပါမိမရဲ့ငါတတိယကိုပြောပြီးတော့ပြန်လာခဲ့ပါမယ်နော်စိတ်ချစိတ်ချတကယ်တမ်းလုံရမဲ့လုပ်တွေကိုမလုပ်မိတာဟာသူတို့ဘဝမှာမထင်မှတ်ထားတာတွေဖြစ်လာမယ်ဆိုတော့သူတို့နဲ့ကမသိခဲ့ကြပါဘူး။ဘာကြောင့်လဲဆိုတော့တင်းချိုင်းကိုအတုပချဖို့သွားတိုင်းဖြတ်သွားတဲ့လမ်းဘေးမြေခွက်မှာနေပြီးတော့ခြံစည်းရိုးကိုတတ်မှတ်စွာမကာရံခြင်းအဲ့ဒီအပြင်မှာမြေတက်နဲ့အိမ်တက်တရားနာမပြုလို့ပဲနေထိုင်ခြင်းကသူတို့လင်မယားနှစ်ယောက်ရဲ့ဘဝမှာမဖြစ်နိုင်ဘူးလို့ယုံကြည်ထားတဲ့အရာများဖြစ်ပျက်လာဖို့အဆပြေလာခြင်းပဲဖြစ်ပါတယ်။ကိုချစ်ခီးသွားပြီးတဲ့နောက်မှာတော့မနီယာမောင်လေး းနဲ့ညီမလေးကိုအဖော်ရအောင်အိမ်ခေါ်အိပ်ပါတယ်တလားလောက်ကြာတဲ့အခါမှာတော့ရက်ွက်ထဲမှာရှိတဲ့လူတယောက်ဆုံးပြီးတော့အာတုပချလာတာကိုတွေ့လိုက်ရပါတယ်မန်နီယာလည်းအမတ်မတင်အိမ်ထဲကနေလှမ်းပြီးတော့ကြည့်နေမိပါတယ် အဲ့ဒီမှာတော့အကောင့်ပတ်ပတ်လည်းမှာပုံစံမျိုးစုံနဲ့ခုံပေါက်မျိုးတို့ကပျော်ရွှင်နေပုံရတဲ့အလွန်အင်မတန်ဆိုးဝါးလာတဲ့ရုပ်စင်းသဏ္ဍာန်များကိုပိုင်ဆိုင်ထားတဲ့မကောင်းဆိုးဝါးသက်စီသေးရဲများကိုလေးရက်တပြတ်၅စက္ကန့်မြတ်သာမြင်တွေ့လျက်ရပါတယ်။မန်နီကလည်းအရန်ထိတ်လန့်အံ့ဩသွားပြီးတော့မိုက်ကနေဖြစ်သွားကခဏမေ့လဲသွားသလိုဖြစ်သွားခဲ့ပါတယ်။အဲ့ဒီချိန်အတွင်းမှာပဲအကောင့်ရဲ့နဗေနာမှာတရေတင်များများနဲ့အလွန်အင်မတန်ရုပ်ဆိုးအကြီးတန်လွန်လာတဲ့တပတ်ကြီးတကောင်ကခြံဝင်းထဲကိုဝင်လာတာကိုအိမ်မက်လိုလိုတကယ်လိုလိုတွေ့လျက်ရပါတယ်။အဲ့ဒီချိန်မှာတော့မန်နီရဲ့ညီမဖြစ်သူရောက်လာပြီးတော့အမား အမအမဘာဖြစ်တာလဲအမအေးဟဲတွေးလို့မကောင်းလို့လားမသိဘူးမဟုတ်တာရင်မြင်ပြီးတော့လန့်သွားပါအမေကနေကြောက်မှဆိုလို့ငတ်လွတ်လိုက်တာတော်သေးရပေါ့မန္နီကလည်းပြပြောပြောလိုက်ပြီးတော့ပုံမှန်တိုင်းမင်နေထိုင်နေပါတယ်အဲ့ဒီနောက်ပိုင်းအတုပ၃လေးခုနဲ့ဂျုံခဲ့ရပါတယ်ဘာမှထူးထူးခြားခြားတော့စက်မပြစ်ခဲ့ပါဘူးဒီလိုနဲ့ပဲရက်တရတဖြည်းဖြည်းနဲ့ကုံဆုံးလာလိုက်တာမွေးဖွားမဲ့အချိန်ကနီးကပ်လာခဲ့ပါတယ်။ကိုချစ်ကလည်းတရေကိုအကျိုးကြောင့်ပြုတ်ပြပြီးတော့ပြန်လာခဲ့ပါတယ်။မန်နီလည်းယောက်ျားဖြစ်သူပြန်လာတော့ဝမ်းသာအားရနဲ့ပျော်ရွှင်နေခဲ့ပါတယ်။အဲဒီလိုနဲ့ပဲမွေးဖွားရမယ့်ရက်ကိုရောက်လာခဲ့ပါတယ်။အာ အာအာကိုချဲကျွန်မနားလိုက်တာရှင်အာယောက်ျားရဲ့လောက်ပါအောင်ယောက်ျားရဲ့နားလိုက်တာကိုချဲမလေးကိုချဲအဲ့ဒါတော့ကြောင်ဖြစ်တာတို့တော့ကြောင်ဖြစ်တာသိလားကြုံခုနားနေရတော့ကြောင်တော့မကျင်နေဘူးသိလားကမိမရဲ့ခဏလေးခဏလေးအောင့်သားစမ်းပါကွာနော်ဝမ်းဆွဲဆရာမလည်းလာနေပြီဟုတ်ပြီလားအော်ဆရာမလာပြီဆရာမဆရာမလည်းလောက်ပါအောင်ဗျာသူတော်တော်နာနေပြီဗျာနင်တို့ကအဆအမသိဘူးလားဟင်ပြောဦးမပြောချင်ဘူးသိလား ဆီယမပြုစုနေတဲ့ကြာကပင်ကလေးကတော်တော်နဲ့တော့ထွက်မလာခဲ့ပါဘူး။မိခင်မြမလည်းညည့်ရလွန်တာကြောင့်မြွတ်မြွတ်သာကြံမာတော့တယ်။အဲဒီချိန်မှာပဲဆီယမဒီလိုဆိုမဖြစ်ဘူးအထဲကိုလက်နဲ့နှိုက်ပြီးတော့ဆွဲထုတ်မှရမယ်ကိုချင်း။ရပါရဲ့ဆီယမရဲ့ဆီယမအဆင်ပြေသလိုသာလုပ်ပါဗျာနော်။ဟဲ့ဒါဆိုရင်နေရအပြင်ထွက်လေဘာလို့အခန်းထဲလိုက်ဝင်လာလဲ။အော်အိုးကျွန်တော်ရောင်ရောင်သွားလို့ပါဆရာမရေဆရာမလည်းအတွင်းကိုလက်နဲ့နှိုက်ပြီးတော့ခေါင်းကိုဆန်းလိုက်တဲ့အခါမှာတော့အာဘာဖြစ်တာလဲဆရာမရေဘာဖြစ်လို့လဲအပြင်ကကလေးမွေးတာကိုလာဆောင်ပေးနေကြတဲ့လူများရဲ့မင်းမြန်တန်နေတဲ့တူဆရာမကလည်း သွေးများထွက်နေတဲ့သူ့ရဲ့လက်ချောင်းများကိုစုပ်ကိုင်နေတဲ့အပြင်ကိုမြန်မြန်ထွက်လာခဲ့ပါတယ်။အဲဒီနောက်မှာတော့ကိုချစ်နဲ့နှစ်ဖက်မိဘများကိုခေါ်ပြီးတော့သူအတွင်းကိုလက်နဲ့နှိုက်ပြီးတော့ကလေးကိုဆက်လိုက်တဲ့အခါမှာအတွင်းကတစုံတစ်ခုကသူမရဲ့လက်ကိုကိုက်လိုက်တဲ့အကြောင်းပြောပြပါရယ်။ဒါသွေးယူသားယူတော့မဟုတ်ဘူးရှင်။တစ်ခုခုတော့တစ်ခုခုပဲ။ဒီတော့ကျန်တဲ့သူတွေအကုန်လုံးအခန်းထဲကိုလိုက်ဝင်ခဲ့။ဒါမှတစုံတစ်ခုကိုအကူအညီရမှာ။ကိုချစ်ကမျက်နှာမကောင်းဖြစ်ပြီးတော့လူတိုင်းရဲ့ရင်ထဲမှာလည်းတထိတ်ထိတ်နဲ့ဘာမှမသိတဲ့တစုံတစ်ခုကိုကြောက်ရွံ့နေမိကြပါရယ်။အဲ့ဒီအချိန်မှာပဲဆီယာမား ကဲလက်နဲ့ဆွဲထုတ်လို့တော့အဆင်မပြေဘူးညက်နဲ့ပဲဆွဲထုတ်ရမယ်ရပါဆရာမဆရာမအဆင်ပြေသလိုလုပ်ပါအဲဒီနောက်မှာတော့9မိနစ်ခန့်မိခင်ရောဆရာမပါအပြင်းထန်ကြိုးစားမှုကြောင့်လူလောကကြီးတွေကိုကလေးတယောက်ရောက်လာခဲ့ပါတယ်မန်နီကတော့အပြင်းထန်ကြိုးစားရခြင်းကြောင့်လာမသိမောပန်းလွန်းတာကြောင့်လောကကြီးနဲ့ခဏအဆက်အသွယ်ပြတ်ပြီးတော့မေ့မြောသွားပါတယ်ဝမ်ဆွဲဆရာမကတော့ကလေးရဲ့ပုံမှန်တရံကိုကြည်ပြီးတော့စက်တွေသေးသွားပါတယ်ကိုချစ်ကလည်းဆရာမရဲ့အမူအရာကြောင့်ဆရာမနောက်ကနေပခုံးကိုကြော်ပြီးကြည့်လိုက်တဲ့အခါမှာတော့စက်ကူလိုမျိုးပြားချက်နေတဲ့ဥကောင် ိုပွပြီးတော့အစမတန်လန်နေတဲ့နှခေါင်းနရွက်ချိတ်မတက်ကျေပြန့်လာတဲ့ပါးစပ်အရိုက်ထပ်ပို့ပြီးထူးခြားနေရကတော့လက်တဆစ်တတကန်ရှည်ထွက်နေတဲ့သွားစွယ်တွေနဲ့ခြုံထက်နေတဲ့သွားတွေပခုံးကြီးရှည်လျားစွာကြာနေတဲ့သပင်တွေမဲနဲ့နေတဲ့အသားရည်ညည်းနေတဲ့မျက်စိသွေးလင်းလင်းလူးနေတဲ့လက်ချောင်းတွေကိုရှာနဲ့တပြက်ပြက်မြည်အောင်ရက်နေတာကိုမြင်လေးရတဲ့အခါမှာတော့အမလေးဘာဖြစ်တာလဲအမေအမေကြီးကြီးပါအောင်မေးရဲ့ကိုချစ်ရဲ့စကားကြောင့်လူအလုံးအဲ့ဒီကလေးကိုဝိုင်းပြီးကြည့်မိတဲ့အခါမှာတော့"အိုးအလိုလေးဒါဒါလူမမဟုတ်တာပဲ"ဒူရူမေး တတိယလာလို့ရှင်ကြားတော့အောင်မေဒါကဘလို့ဖြစ်ရတာလဲဗျာငါသာဒါမင်းတို့ရဲ့အဖြစ်တွေပဲကွအာတုပါချတဲ့လန်နဘေးမှာနေပြီးတော့ခြံစည်းရုံးမရှိအိမ်သက်အောင်ပေတရားနာတာတွေမလုပ်လို့မကောင်းဆိုးဝါမင်းမိမကိုယ်မှာပူးကပ်ပြီးတော့စားဖို့ကြံတာပဲဒါမင်းရင်သွေးမဟုတ်တော့ မင်းရင်သွေးကို तू ကစားပြီးတော့အစားဝင်နေရပဲအမေတကယ်ပြောရလားဗျအေးငါငယ်ငယ်တော့ဒါမျိုးဖြစ်ဖြစ်တခါကြုံခဲ့ဘူးတယ်ကွယ်မတက်ရဲလို့ထားလိုက်တာရွာမှာလူတွေဇက်တိုက်တိတ်လို့နားလေတဲ့ဆရာရင်နဲ့ပြကြည့်မှာပဲတရေဝင်ပူပြီးတော့အယောင်ဆောင်တာတိလို့မနှဲကိုပြန်မောင်းထုတ်ယူရတယ်ဟာအဲ့ဒါဆိုအခုလေဟုတ်တယ်ငါသားမင်းဘာလုပ်မလဲအမေတော့ဘာမှမပြောချင်ဘူးကွယ်ကိုချစ်ကလည်းခိတ္တမြခေါင်းငိုက်ဆိုင်ကြသွားပြီးတော့တွေ့ဝေငင်းငိုင်သွားပါတယ်အဲ့ဒီနောက်မှာတော့တစုံတစ်ခုကိုဆုံးဖြတ်ချက်ချရတယ်တိပြီမင်း မနီနိုးလာလို့ရှင်သာသူ့ကလေးအသေးလေးမွေးတယ်လို့ပဲပြောပေးပါကိုချစ်ကလည်းပစိန်ကိုယူပြီးတော့ကာလာသား၃လျောက်ကိုခေါ်ကတုတ်တံမကိုထွက်လာခဲ့လိုက်ပါတယ်လက်ထဲမှာအဝတ်နဲ့ထုတ်ပြီးတော့ကင်လာတဲ့ကလေးကလည်းလေးထီတိုင်းတဖြည်းဖြည်းနဲ့ကြီးလာလိုက်တာနိုင်ဝက်လောက်အချိန်တွင်းမှာပဲ၅လလောက်အရွယ်ကိုပဲရောက်လာခဲ့ပါတယ်ဟဲ့အောင်နေမလွယ်ဘူးကွာလှုပ်လှုပ်ကြင်းမြမြတူးကြကွာဟေးပြီးပါပြီကွာငါသားကိုတတ်စားပြီးတော့ငါသားအယောင်ဆောင်တဲ့တည်းရင်မင်းတည်ပြီတော့ကွာ အဲဒီလိုမျိုးပြောဆိုပြီးတော့ခေါင်းကိုဘေးနားမှာရှိတဲ့ကြောက်တုံးမော်ကိုတင်ကပစိန်နဲ့တစ်ချက်တည်းခုတ်ဖြတ်လိုက်ပါတယ်ခေါင်းပြတ်သွားကလိန်သွားတဲ့ခေါင်းကြီးကနေညည်းနေတဲ့မျက်လုံးစုံကိုဖွင့်ကပြူးကျဲစွာနဲ့ကိုချစ်ကိုကြိလိုက်တာဟာကြောချမ်းမွေရပင်ဖြစ်နေပါတယ် အဲ့ဒီလိုမြင်လဲရတဲ့တပြိုင်နက်တည်းကိုချစ်ရဲ့နှုတ်ကနေကဲမြမြမြုပ်ရအောင်ပါကွာအဲ့ဒီကောင်ကျင်းနဲ့ကြောက်လာပြီမြမြပြီးလို့ရှိရင်ဒီနေရာကနေမြမြပြောင်းရအောင်ကွာနေရတာကြာလီစိတ်တွေ၆ချားလာလိမ့်မယ်ကိစ္စတွေပြီးစီးပြီးတော့အိမ်ကိုပြောင်းရောက်တဲ့အခါမှာတော့မတ်နေရာတရိပ်ပြန်လဲရလာခဲ့ပါပြီသူသားအသေးလေးမွေးတယ်လို့သိရတာကြောင့်တရှုံရှုံနဲ့ငိုနေပါတယ်လူများကတော့ဖုံးမိကအားပေးစကားပြောနေကြပါတယ်ညာဘက်ကိုရောက်တော့လဲလူများကအဖော်ရအောင်လာရေးပေးကြပါတယ်ကိုချစ်ကလည်းလူပန်းစိတ်ပန်းဖြစ်နေတာကြောင့်မိကနေအိပ်ပျော်သွားခိုင်းမှာတော့အိမ်မက်ထဲမှာအေးမင်းတို့တွေဥသွားလို့ပေါ့ကွာ မဟုတ်လို့ရှင်မင်းတို့တရက်ကွက်လို့ငါစားတော့မှာကွာမကျင်တ်ဘူးကွာအဲ့လိုမျိုးပြောဆိုပြီးတော့လက်ထွက်သွားတဲ့တပတ်ကြီးကိုမြင်လိုက်ရတဲ့အခါမှာတော့ကိုချစ်တယောက်ကအလန့်တကြားနဲ့အော်ဟစ်ရင်းနဲ့ချွေးတန်တရွှဲရွှဲနဲ့လန်နိုးလာခဲ့ပါတယ်အဲဒီနောက်မှာတော့ကိုချစ်တွေးလိုက်မိတာကတော့မနေ့ပြန်ဖုန်ကြီးပင့်ပြီးတော့အင်တက်တရားနာလုံမဲ့ပြီးရင်တော့ခြံစည်းရိုးကိုပြန်ပြီးတော့လုံအောင်ကားမှာပဲအဲ့ဒါမှာပဲခြံစောင်းနဲ့တရားလဲဆောက်ရှောက်ပေးမှာအခုတော့ငါသတိမမူလိုက်မိရဲ့ငါရဲ့အမားကြောင့်ငါရင်သွေးနဲ့အတူငါတို့ဘာဒုက္ခရောက်တော့မလို့အဲ့လိုမျိုးတွေးနေရင်နောင်တကြီးစွာရရင်နဲ့ဇလန်လေးကတော့ဒီမှာတွေမဲ့ပြီးဆုံးသွားခဲ့ပါပြီဗျာဇလန် န်းလေးကိုစုံနေတီလိုက်ပါနားဆင်ပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်။မနေ့ပြန်နေမနေ့ပြန်နေမနေ့ပြန်နေဆိုတွေးပြီးတော့ဘာဖြစ်လို့စိတ်ညစ်နေရလဲအရေးကြီးဆုံးကဒီကနေ့ပဲတင်ကိုယ်တိုင်တင်ကိုယ်တင်တိဆောက်ရလိမ့်မယ် တကူရေးစွမ်းဆောင်ရည်ပြီးသွားတဲ့ professional တယောက်ဖြစ်ချင်တယ်ဆိုရင်တော့ကျွန်တော်တို့ profit mobile ဖုန်းပြင်သင်တန်းကြောင်းအကျိုးဆိုလိုက်ပါတယ်ဗျာကျွမ်းကျင်တဲ့ဝါရင်ဆရာတွေကနေထိရောက်တဲ့သင်ကြားမှုစနစ်တွေနဲ့စာတွေ့ရောလက်တွေ့ရောတူဦးချင်းစီကိုစိတ်ရှည်လက်ရှည်နဲ့အသေးစိတ်သင်ကြားပေးနေတဲ့သင်တန်းမှာနားမလည်လိုက်တဲ့သင်ခန်းစာတွေအတွက်ကိုလည်းအချိန်မရွေးပြန်လည်သင်ကြားနိုင်တဲ့အခွင့်အရေးကိုလည်း profit ကပေးထားပါသေးတယ်ကျွမ်းကျင်အောင်မြင်တဲ့သင်တန်းသားပေါင်းထောင်နဲ့ချီကိုမွေးထုတ်ပေးခဲ့ပြီးတော့လက်ရှိမှာလည်းသင်တန်းသားပေါင်းများစွာကိုသင်ကြားပေးနေတဲ့ဘဝအမှန်ကန်ချက်ရှိတဲ့တခုတည်းသောသင်တန်းကြောင့်မှာဖုန်းစာပစ်ဆိုင်တွေမှာဝင်ရောက်အလုပ် ုပ်ကင်မှာလားကိုပိုင်ဆိုင်ဖွင့်မှာလားဒါမှမဟုတ်ဖုန်းရောင်းဝယ်လုပ်မယ်ဆိုတဲ့သူတွေအတွက်ကိုလည်း profit mobile ဖုန်းမြင်တင်တဲ့ကြောင့်ကိုတက်ရောက်ပြီးတာနဲ့ကိုကြိုက်နှစ်သက်ရာကိုယုံကြည်မှုအပြည့်နဲ့ရွေးချယ်ရှောက်လန်းနိုင်မှာပဲဖြစ်ပါတယ်။နေကလာတက်ကြမယ်တင်တဲ့သားတွေအတွက်ကိုလည်းနေဖို့ထိုင်ဖို့အဆောင်အစားတင်တဲ့ကပဲစီစဉ်ပေးပါလိမ့်မယ်။ကျန်တဲ့သိကျင်သေးတဲ့အသေးစိတ်အချက်လက်တွေကိုတော့ profit mobile ဖုန်းမြင်တင်တဲ့ကြောင့်ရဲ့ Facebook page ကနေပဲဖြစ်ဖြစ်ဒီရောက်ကဖုန်းနံပါတ်လေးတွေကနေပဲဖြစ်ဖြစ်ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။စိတ်ကူးအိမ်မက်တွေကိုဖန်တီးပုံဖော်နိုင်မဲ့တင်တဲ့အစီမိုဘိုင်းဖုန်းမြင်တင်တဲ့မှာဆို profit